ဇန်နီ library မှာကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဖတ်မိသိရှိတဲ့နိုင်ငံတကာအကြောင်းအရာနဲ့သတင်းတွေကိုကျွန်တော်တို့လိုပဲနိုင်ငံတကာအကြောင်းအရာကိုစိတ်ဝင်စားတဲ့သူတွေသတင်းတွေကိုချိန်ပေးပြီးတင်ရစီမဖတ်ရှုနိုင်သူတွေနဲ့အကြောင်းအရာအခြေအနေသတင်းတွေကိုအခိုင်အမာတိဆောက်လို့သူတွေအတွက်အထောက်ပံ့ဖြစ်စေရန်ပြန်လည်မျှဝေပေးနေတာဖြစ်ပါတယ်အဲဒီထဲမှာမှဒီ what happens now ဆိုတဲ့ season ကတော့နိုင်ငံတကာမှာလက်တလုံးဖြစ်ပျက်နေတဲ့အကြောင်းအရာတွေတဲကနေပြီးတော့စိတ်ဝင်စားစရာအခြေအနေတွေကိုစုစည်းမျှဝေတာဖြစ်ပါတယ် ီနေ့မျှဝေမယ့်အကြောင်းအရာဒီမှာကတော့မက်ဒဂတ်စကာကသမရပြင်းထန်စစ်လေရင်နဲ့ထွက်ပြေးပြီးစစ်တပ်ကတိုက်မိရတာကိုလွတ်ပြောင်းရယူခဲ့တဲ့အခြေအနေ။အဲဒီနောက်မှာတော့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ရဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေရဲ့နောက်ဆုံးအခြေအနေ။ပြီးရင်တော့နေတိုအစည်းအဝေးကအပြန်အမေရိကန်ကာကွယ်ဝန်ကြီးရဲ့လေရင်ရေးပေါ်ခြေနဲ့ဂျုံခဲ့ရတဲ့သတင်း။အဲ့နောက်မှာဗင်နီဇွဲလာရဲ့အခြေအနေချို့ပြီးရနောက်မှာဘယ်ဂျီယံတပိတ်ကြောင့်၄ကြောင့်ခီးစင်တွေရပ်ဆိုင်းခဲ့ရတာနဲ့နောက်ဆုံးမှာကတော့ ရုရှားကအမေရိကန်ထံကိုအမေရိကန်သမ္မတဟောင်းဂျွန် F ကနေဒီကိုလောက်ချက်တပြက်ခံရမှုနဲ့ပတ်သက်တဲ့အထောက်အထားစာရွက်စာတမ်းတွေပေးအပ်ခဲ့တဲ့အကြောင်းအရာတွေကိုစူးစီးမျှဝေသွားမှာဖြစ်ပါတယ်ဗျပထမဆုံးကတော့မဒါဂတ်စကာကသမ္မတကပြင်သစ်စစ်လေရင်နဲ့ထွက်ပြေးပြီးတော့စစ်တပ်ကတိုင်းပြည်အာဏာကိုလွှဲပြောင်းရယူခဲ့တဲ့အခြေအနေပါပြင်သစ်ကိုလိုနီနိုင်ငံဖြစ်ခဲ့တဲ့အရှေ့အာဖရိကကကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ မာဒဂတ်စကာမှာပြီးခဲ့တဲ့ရက်တွေကစပူမှုတွေရောဆန္ဒပြမှုတွေရောဖြစ်ပေါ်နေတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့ရှေ့မှာရှိတဲ့ what happens now တွေမှာမျှော်ဝေခဲ့ပြီးဖြစ်ပါတယ်ဖြစ်လာတာကရင်မီးပြက်လက်မှုကနေစပြီးတော့စက်တင်ဘာ25ရက်နေ့မှာဆန္ဒပြမှုတွေစတင်ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်နောက်ပိုင်းမှာတော့ agree လိုက်စားမှုတွေညံပြင်းတဲ့အုပ်ချုပ်မှုတွေကိုပါဆန္ဒပြမှုတွေဆက်လက်ပေါ်ပေါက်လာခဲ့ပြီးတော့အခြေအနေတွေကပိုပြီးပြင်းထန်လာခဲ့တာပါ ကုလသမဂ္ဂရဲ့အဆိုအရတော့မာဒဂတ်စကာမှာစက်တင်ဘာ25ရက်ကစတင်ခဲ့တဲ့ဆန္ဒပြမှုတွေအတွင်းလူ22ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းထုတ်ပြန်ခဲ့မှုပါတယ်။အဲဒီနောက်အော်တိုဘာ12ရက်နေ့မှာတော့သမရအန်ဒရီယာဂျိုလီနာဟာတိုင်းပြည်ကနေထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။သမရယုံဖွဲ့ကဒီသတင်းကိုအတည်ပြုခဲ့ပြီးတော့လက်ရှိရာဂျိုလီနာရှိနေတဲ့နေရာကို မသိရဘူးလို့တိုက်ခန့်ခေါင်းဆောင်ကရိုက်တာသတင်းဌာနကိုပြောဆိုခဲ့တယ်လို့သိရပါတယ်။ အော်တိုဘာ73ရဲ့နှောင်းပိုင်းမှာသမရရာဂျိုလီနာကသူ့နေရာကိုတော့မဖော်ပြဘဲနဲ့သူဟာအသက်အနေအကြောင်းဘေးကင်းတဲ့နေရာကိုပြောင်းရွှေ့လိုက်ရကြောင်းနဲ့တိုင်းပြည်ကိုဖျက်ဆီးခံမှာမဟုတ်ဘူးဆိုပြီး Facebook ကတစိမ့်တိုင်းပြည်ကိုမိန်ကွန်းပြောခဲ့တယ်လို့သိရပြီး writer ကသူ့ရဲ့စီရေးရေးမြစ်ကိုကိုးကားပြီးဖော်ပြတဲ့နေရာမှာကတော့ရာဂျိုလီနာဟာပြင်သစ်ဆက်လျင်တစိမ့်နဲ့ထွက်ပြေးသွားတာဖြစ်တယ်လို့ဆိုပါတယ် အော်တိုမာ၁၂နှစ်ကမာဒဂါစကာမှာရှိတဲ့စိတ်မရီလေစိတ်မှာပြင်းစစ်လျင်ဆင်းသက်လာပြီး၅မိနစ်အကြာမှာရဟရင်တစ်စင်းရောက်လာပြီးတော့လူတူးကို လွှဲပြောင်းလက်ခံပေးပြီးအဲ့သူဟာမာဒဂါစကာရဲ့သမရဖြစ်တယ်လို့ဆိုပါတယ်။သမရကတိုင်းပြည်ကနေမထွက်ပြေးခင်မှာပြင်းစစ်နိုင်ငံသား၂ဦးအပါအဝင်ပြစ်ဒဏ်ချနေသူအချို့ကိုလူငင်းချမ်းသာခွင့်ပေးခဲ့ပြီးတော့ပြင်းစစ်ရေဒီယို channel RFI ကတော့ဂျိုလီနာကပြင်းစစ်သမရမက်ခရွန်နဲ့သဘောတူညီမှုတစ်ခုယူထားတယ်လို့ဆိုသွားပါတယ်။ အော်တိုဘာ14ရက်နေ့မှာတော့မာဒါဂတ်စကာစစ်တပ်အရာရှိတဦးဖြစ်တဲ့ဗိုလ်မှူးကြီးမိုက်ကယ်ရန်ဒရီယာနီရီနာကစစ်တပ်တရားဥပဒေစိုးမိုးမှုငြိမ်းချမ်းထိန်းသိမ်းရေးတပ်ဖွဲ့နဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့ဖွဲ့စည်းထားတဲ့စစ်ဘက်ဆိုင်ရာကောင်စီဟာတိုင်းပြည်အနာကိုလွှဲပြောင်းရယူကြောင်းကြေညာခဲ့ပြီးတော့ဖွဲ့စည်းပုံချင်ခံဥပဒေကိုလိုက်နာမှုမရှိတာလူခွင့်ရေးကိုမထီမဲ့မြင်ပြူတာတွေတွေ့ရတဲ့အတွက်အခုလိုဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းလာမယ့်ရက်ပိုင်းအတွင်းရတအစိုးရတရက်ကိုဖွဲ့စည်းသွားမှာဖြစ်ကြောင်း ရေးကြီးတာဝန်ကနိုင်ငံကိုအာသစ်လောင်းပြီးပြန်လည်တိစောက်ခြင်းကိုဥဆောင်မှုအစိုးရဖွဲ့စည်းတွေအပေါ်ကိုပြည်သူလူထုရဲ့ယုံကြည်မှုတွေပြန်လည်ဆောင်ကျဉ်းပေးဖို့နဲ့တရားမျှတမှုကောင်းမွန်တဲ့စီမံအုပ်ချုပ်မှုတာဝန်ယူမှုတာဝန်ယုံခံမှုတို့ပေါ်ခြေခံတဲ့နိုင်ငံတနိုင်ငံအဖြစ်ပြန်လည်တိစောက်ရန်လို့ဖြစ်ကြောင်းအတွင်ပြည်ပြောင်းရေးအတွင်ကူးပြောင်းရေးကာလကိုအများဆုံးအဖြစ်နှစ်နှစ်သတ်မှတ်ထားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြည်လုံးကျဆန္ဒခံရင်ဝယ်ပြုလုပ်သွားမှာဖြစ်ပြီးအစိုးရအဖွဲ့အစည်းတွေကိုဖွဲ့စည်းဖို့အထွေထွေရေကောက်ပွဲကိုကျင်းပသွားမှာဖြစ်တယ်လို့သူကဆိုသွားပါတယ်။ထပ်မံထွက်ပေါ်လာတဲ့သတင်းတွေရတော့ဗိုလ်မှူးကြီး Michael Carandry Renirana ကိုချန်ပီယံသမ္မတဖြစ်ခန့်အပ်လိုက်ပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေရရွေးကောက်ပွဲကိုရပောင်း60အတွင်းပြုလုပ်ရမှာဖြစ်တယ်ဆိုတဲ့သတင်းတွေလည်းတွေ့ရပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ရဲ့ပြစ်ခတ်တိုက်ခိုက်မှုနောက်ဆုံးအခြေအနေပါ အော်တိုဘာ၁၂ရက်ညတကောင်ရန်ကနေပြီးတော့အော်တိုဘာ၁၂ရက်မနက်ပိုင်းထိအကြမ်းဖက်အဖွဲ့လို့ခေါ်ကြတဲ့ Terror E Taliban Pakistan လက်နက်ကိုင်အဖွဲ့ကပါကစ္စတန် Afghanistan နေဆက်ဒေသမှာပါကစ္စတန်ကိုတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပြီးတော့ပါကစ္စတန်လူမျိုးရေးတပ်ဖွဲ့ကတံပြန်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီးလက်နက်ကိုင်အဖွဲ့ဝင်200ဦးထက်မနည်းသေဆုံးအောင်ပစ်ခတ်ခဲ့ပြီးတော့အဲ့ဒီပြည်ပခါကြောင့်ပါကစ္စတန်လူမျိုးရေးတပ်ဖွဲ့ဝင်23ဦးသေဆုံးပြီး29ဦးဒဏ်ရာရခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ပြန်ကြားရေးဌာနက အောက်တိုဘာ12ရက်နေ့မှာကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ပါကစ္စတန်စစ်တပ်အနေနဲ့အာဖဂန်အာဖဂန်နစ္စတန်စစ်တပ်စခန်းနဲ့ကင်းစခန်းတွေ Terror E Taliban ပါကစ္စတန်အဖွဲ့ Baluchistan လွတ်မြောက်ရေးတပ်ဖွဲ့အစိုးရအဖွဲ့ ISIS တို့ရဲ့အာဖဂန်နစ္စတန်နိုင်ငံပြည်တွင်းမှာရှိနေတဲ့အကြမ်းဖက်သမားတွေလေ့ကျင့်ရေးအခြေစိုက်စခန်းနဲ့ပံ့ပိုးရေးကွန်ရက်တွေကိုတိကျစွာတိုက်ခိုက်ခဲ့ပြီးပါကစ္စတန်အာဖဂန်နစ္စတန်နေဆက်ဒေသမှာရှိတဲ့အာဖဂန်နစ္စတန်စစ်ကမ်းများစွာကိုဖျက်ဆီးနိုင်ခဲ့ကြောင်း အာဖဂန်နစ္စတန်ဘက်မှာရှိနေတဲ့ကင်စခန်းနေရာ22ခုကိုပါကစ္စတန်ဘက်ကယာယီတိမ့်ပိုက်ခဲ့ကြောင်းလည်းအဲ့ဒီကြေညာချက်မှာဖော်ပြခဲ့ပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ်ရှပတ်ရှရစ်ကတော့အောက်တိုဘာ12ရက်မှာကြေညာချက်ထုတ်ပြန်ပြီးပါကစ္စတန်အနေနဲ့ပါကစ္စတန်အာဖဂန်နစ္စတန်နေဆက်ဒေတာမှာအာဖဂန်နစ္စတန်ရဲ့ရန်စတဲ့လုပ်ရက်ကိုပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချတဲ့ပါကစ္စတန်စစ်တပ်အနေနဲ့အာဖဂန်နစ္စတန်ရဲ့တိုက်ခိုက်မှုလုပ်ရက်ပေါ်အားကောင်းတဲ့တုံ့ပြန်မှုလှုပ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အဲလိုပဲပါကစ္စတန်နိုင်ငံရဲ့သမ္မတဖြစ်တဲ့ F Aliza Dari ကလည်းအဲ့ဒီနေ့မှာပဲကြေညာချက်ထုတ်ပြန်ပြီးတော့ပါကစ္စတန်အနေနဲ့နိုင်ငံတော်ချုပ်ချအာဏာအရေးကိစ္စမှာလုံးဝနောက်ဆုတ်သွားမှာမဟုတ်ဘူးလို့အလီဘီပြောကြားခဲ့ပါတယ်။အဲ့လိုတိုက်ပွဲတွေမစတင်ပြီးရပ်ပိုင်းဖြစ်တဲ့အောက်တိုဘာ9ရက်နေ့ကနိုင်ငံဆက်ဆံရေးအပင်းမြင့်တင်မှုနဲ့တန်တမာအတိမတ်ပြုမှုတေချာစေမဲ့ဆွေးနွေးပွဲတွေပြုလုပ်ဖို့ရည်ရွယ်ပြီးတော့အာဖဂန်နစ္စတန်နိုင်ငံရဲ့ဝန်ကြီးမာလာဝီအမီယာခန်မက်ဒကွီကအိန္ဒိယနိုင်ငံကိုတပတ်ကြာခီးစဉ်ဖြစ်ရောက်ရှိနေခဲ့ပါတယ်။ အော်တိုမတ်ဆယ်ရက်နေမှာတော့အိန္ဒိယနိုင်ငံသားဝင်ကြီးဌာနဝင်ကြီး SJSHAN ကနေတွေ့ဆုံဆွေးနွေးပြီးတဲ့နောက်အိန္ဒိယနိုင်ငံသားဝင်ကြီးဌာနကအာဖဂန်နစ္စတန်ကဘူးမှာအိန္ဒိယတန်ယုံပြန်လည်ဖွင့်လှစ်မှာဖြစ်တယ်လို့အဲ့ဒီမှာပဲကြေညာခဲ့ပါတယ်။အဲ့တော့ဒီခီးစဉ်အရဆိုလို့ရှိရင်တော့လက်ရှိတိုက်ပွဲဖြစ်ပေါ်နေချိန်မှာအာဖဂန်နစ္စတန်နိုင်ငံသားဝင်ကြီးဟာအိန္ဒိယကိုရောက်ရှိနေခြင်းလို့ဆိုရမှာဖြစ်ပါတယ်။ဒီအချိန်အနေနဲ့ပတ်သက်လို့အာဖဂန်နစ္စတန်အစိုးရဖွဲ့ပြောရေးဆိုခွင့်ရှိသူဇာဗီဟူလာမူဂျာဟစ်ကအော်တိုဘတ်၁၂ရက်မှာ အာဖဂန်နစ္စတန်နိုင်ငံကဘူးမြို့မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ အော်တိုဝါ၁၇ရက်ညပိုင်းတုန်းကအာဖဂန်နစ္စတန်ပါကစ္စတန် နေဆက်မှာအာဖဂန်နစ္စတန်ရဲ့တံပြန်တိုက်ခိုက်မှုအတွင်းပါကစ္စတန်ဘက်မှလူ58ဦးသေပြီး30ဦးဒဏ်ရာရခဲ့တယ်လို့အာဖဂန်နစ္စတန်ဘက်ကလူ9ဦးသေပြီး16ဦးဒဏ်ရာရခဲ့တယ်။ဘယ်သူမဆိုအာဖဂန်နစ္စတန်နိုင်ငံရဲ့နေပြည်တော်ပိုင်နက်ကိုကျူးကျော်မယ်ဆိုရင်အာဖဂန်နစ္စတန်အစိုးရနဲ့ပြည်သူတွေက တုံ့ပြန်မှုလှုပ်ဆောင်ပြီးတော့နိုင်ငံတော်ချုပ်ချာအာဏာကိုကာကွယ်သွားမှာဖြစ်တယ်။ဒါပေမဲ့အာဖဂန်နစ္စတန်အနေနဲ့တွစ်ဆုံဆွေးနွေးမှုနဲ့ပြဿနာအားလုံးဖြေရှင်းဖို့ပို့ပြီးအလေးတားတယ်လို့ပြောကြားသွားခဲ့ပါတယ်။အဲဒီနောက်ပါကစ္စတန်စစ်တပ်ကအော်တိုဘာ15ရက်မှာအာဖဂန်နစ္စတန်မြို့တော်ကဘူးနဲ့တောင်ပိုင်းကန်ဒါဟာမှာရှိနေတဲ့အာဖဂန်နစ္စတန်လက်နက်ကိုင်အဖွဲ့ဝေးတွေကိုတိကျစွာပြစ်မှတ်ထားတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တယ်လို့ပါကစ္စတန်စစ်တပ်သတင်းရင်းမြစ်ပုဂ္ဂိုလ်ကအော်တိုဘာ15ရက်နေ့မှာစင်ဟွာသတင်းတောက်ကိုပြောကြားခဲ့တယ်လို့ဆိုပါတယ်။ ါပေမဲ့အောက်တိုဘာ15ရက်နေ့မှာပဲပါကစ္စတန်နိုင်ငံရဲ့ဝင်ကြီးဌာနကအာဖဂန်နစ္စတန်ရဲ့ဘက်ကတောင်းဆိုချက်တွေအရပါကစ္စတန်အာဖဂန်နစ္စတန်နှစ်နိုင်ငံအစိုးရတွေဟာ48နာရီယာယီအပြစ်ရဖို့သဘောတူခဲ့တယ်။အပြစ်ရမှုဟာပါကစ္စတန်ဒေသဆန်တော်ချိန်အောက်တိုဘာ15ရက်ညနေ6နာရီမှာစတင်မှာဖြစ်တယ်။အဲဒီကာလအတွင်းနှစ်ဖက်အနေနဲ့အပြစ်သဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေကတဆင့်ရှုပ်ထွေးပြီးဖြေရှင်းနိုင်တဲ့ပြဿနာတွေအတွက်အပ အပြုသဘောဆောင်တဲ့ဖြည့်ရှင်းမှုနီးလန်းတွေကိုရှာဖွေဖို့အတူကြိုးပမ်းသွားမှာဖြစ်တယ်လို့ပြောကြားသွားခဲ့ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကနေတိုစီဝေးကအပြန်အမေရိကန်ကာကွယ်ဝင်ကြီးလင်းရင်အရေးပေါ်ချင်းနေဂျုံခဲ့ရတဲ့သတင်းပါ။အမေရိကန်ကာကွယ်ဝင်ကြီးပီရှတ်ဆက်ကဘယ်လ်ဂျီယံနိုင်ငံဘရက်ဆဲမြို့မှာမြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့နေတိုးနိုင်ငံနေရဲ့ကာကွယ်ဝင်ကြီးတွေအစည်းအဝေးကိုတက်ရောက်ပြီးဝါရှင်တန်မြို့ကိုလေကြောင်းနဲ့အပြန်သူလိုက်ပါလာတဲ့ မေရိကန်စစ်တပ်ရဲ့ဘုံလေယာဉ်ဟာအော်တိုဘာ15ရက်ကအတလန်တစ်သမုဒ္ဒရာပေါ်မှာလေယာဉ်အတွင်းလေပြင်းအကျဆင်းမှုရေးပေါ်အခြေအနေကြုံတွေ့ရတာကြောင့်မလို့လမ်းကြောင်းပြောင်းပြီးတော့ပြည်တွင်ကိုပြန်တန်းပြီးအရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့သိရပါတယ်။လေယာဉ်ဟာဘရက်ဆယ်မြို့ကနေထွက်ခွာပြီးတဲ့နောက်ပိုင်းလေယာဉ်ခီးစဉ်ပြန်တန်းမှုခြေရာခံသူတွေကအမြင့်ကနေပြုတ်ကျပြီးရေးပေါ်အချက်ပြမှုတွေကိုစတင်ထုတ်လွှင့်နေတာတွေ့ရှိခဲ့ကြတယ်လို့ဆိုပါတယ်။အမေရိကန်ကာကွယ်ရေးဌာနပြောရေးဆိုခွင့်ရှိသူရှောင်းဘော်နယ်ကတော့ လေရင်ကသက်မှတ်လုပ်ငန်းစဉ်တွေအတိုင်းလေသိလေစိတ်ကိုစဉ်သက်နိုင်ခဲ့ပြီးတော့ headset အပါဝင် လေမော်ပါသူအားလုံးပြည့်နေကင်းကြတယ်လို့ဆိုပါတယ် headset ဟာ Ukraine စစ်ပွဲကိုအဆုံးသတ်ဖို့ American သမ္မတ Donald Trump ရဲ့တွန်းအားပေးမှုကိုဆက်လက်ဆန့်ကျင်ရင် American က Russia ပေါ်အရေးယူစီးကျက်မယ်လို့သတိပေးခဲ့တဲ့အဲ့ဒီအစည်းအဝေးကအပြန်အလှန်ဖြစ်ခဲ့တဲ့ဒီဖြစ်စဉ်ဟာလေရင်ရဲ့လေကမှတ်အက်သွားခြင်းကြောင့်လေရင်အတွင်းလေပီအားကျဆင်းမှုအရေးပေါ်ခြေနေကြုံတွေ့ခဲ့ရတာလို့သတင်းတွေမှာတွေ့ရပါတယ် ဖေဖော်ဝါရီလတုန်းကလည်းအမေရိကန်နိုင်ငံရဲ့ဝန်ကြီးမာရိုမာကိုရူဘီယိုလိုက်ပါလာခဲ့တဲ့လေတပ်လေယာဉ်တစ်စင်းကလေယာဉ်မှုလေကာမှန်မှာပြဿနာ ရှိလို့ဆိုပြီးတော့ဝါရှင်တန်ကို ပြန်လှည့်ရတဲ့ခီးစဉ်လည်းရှိခဲ့သေးတယ်လို့ဆိုပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ဗင်နီဇွဲလားမှာ လက်တလောဖြစ်ပေါ်နေတဲ့အခြေအနေချို့ပါ။ဗင်နီဇွဲလားကပြည်ပတန်ယုံတွေကိုပြန်လည်ဖွဲ့စည်းရအစိပ်ပိုင်းဖြစ်လှုပ်ဆောင်တာလို့ဆိုပြီးတော့ နော်ဝေမြို့တော်အော့စလိုမှာရှိတဲ့သူ့ရဲ့တန်ရုံးကိုပိတ်လိုက်တယ်ဆိုပြီးအောက်တိုဘာ23ရက်မှာထုတ်ပြန်ခဲ့ပါတယ်။တိုက်ဆိုင်မှုတစ်ခုကတော့ဒါဟာနော်ဝေကနိုဘယ်ဆုချင်းမြင့်ရေးအဖွဲ့ကဗင်နီဇွဲလာရဲ့အတိုက်ခံခေါင်းဆောင်မာရီယာကော်ရီနာမာချာရွန်ကိုနိုဘယ်ဆုချီးမြှင့်ပြီးပြီးတဲ့နောက်ရပိုင်းတွင်ဒီထုတ်ပြန်ချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဗင်နီဇွဲလာဘက်ကတော့မာချာရွန်နိုဘယ်ငြိမ်းချမ်းဆုရတဲ့ကိစ္စကိုထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြခြင်းမရှိသလို တီးကြားဖော်ပြမှုလည်းမရှိပါဘူးအဲ့ထုတ်ပြန်ချက်မှာဘုရားကြီးစိုးတဲ့ဖိအားပေးမှုတွေကိုတိုက်ဖြတ်ရမှာမဟာပြော်မြောက်မိတ်ဖက်တေးလို့ယူဆသောနိုင်ငံတွေဖြစ်တဲ့ဇင်ဘာဗွေဘာဂီနာဖာဆိုတို့မှာဗင်နီဇွဲလားတန်ယုံကိုဖွင့်လှစ်တယ်လို့ဖော်ပြထားပါတယ်။နော်ဝေကတော့နောက်နောက်ရစရာကောင်းပါတယ်။ကိစ္စရဲ့အများပြားမှာခွဲပြားချက်တွေရှိနေပြီမဲ့လည်းနော်ဝေကဗင်နီဇွဲလားနဲ့အတူဆွေးနွေးကြပါတယ်လို့ဖော်ပြခဲ့ပါတယ်။ဗင်နီဇွဲလားကအော်စတြေးလျမှာရှိတဲ့သူ့ရဲ့တန်ယုံကိုလည်းပိတ်ပစ်ခဲ့ပါတယ်။အဲ့ဒီပြင် အမေရိကန်အစိုးရကအမေရိကန်ဗဟိုထောက်လန်းရေး CIA ကိုဗင်နီဇွဲလားနိုင်ငံအတွင်းလှုပ်ဝှက်စစ်ဆင်ရေးစင်နွဲဖို့ခွင့်ပြုလိုက်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်လို့ဗင်နီဇွဲလားသမ္မတမာဒူရိုက CIA ဟာဗင်နီဇွဲလားမှာအာဏာသိမ်းမှုဖြစ်ပွားဖို့လှုံ့ဆော်နေတယ်လို့ပြောခဲ့ပြီးတော့ CIA လုပ်ရက်ကိုကန့်ကွက်ခဲ့ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ Belgian တပိတ်ကြောင့်လေကြောင်းခီးစဉ်တွေရပ်ဆိုင်းခဲ့ရတာပါ။ Belgian ဆိုရအနေနဲ့ NATO တပ်ဖွဲ့အတွက်ထည့်ဝင်ရမယ့်ကာကွယ်ရေးသုံးစီးကိုတိုးမြှင့်လာရတာကြောင့်မလို့ လုံသွားတဲ့စုငွေတွေကနေယူရို10ဘီလီယံအထိထုတ်ယူသုံးစွဲဖို့ပြင်ဆင်နေတာကြောင့်အလုံသွားတွေကတပိတ်မှောက်တဲ့ကိစ္စရပ်တွေပေါ်ပေါက်လာခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီတပိတ်ကြောင့်အော်တိုဘာ14ရက်နေ့မှာလေရောင်းခီးစင်နေအားလုံးရဆိုင်လိုက်ရတဲ့အပြင်ရက်ဖက်သေးယူပို့ဆောင်ရေးလုပ်ငန်းတွေလည်းဆိုင်းငံ့လိုက်ရတယ်လို့ဆိုပါတယ်။ဗိမာန်ဆန္ဒပြမှုမှာလို့ဒီမှာထောင်ပေါင်းများစွာပါဝင်လာကြမလို့ဘယ်လ်ဂျီယံရဲ့အကြီးဆုံးလေစိတ်ဖြစ်တဲ့ Brexit လေစိတ်မှာလူကြုံဝင်တဲ့နေအလုံးမလုပ်တော့ဘဲထွက်ခွာခီးစင်နေအားလုံးဖျက်သိမ်းလိုက်ရတယ်လို့ဆိုပါတယ်။ အဲ့ဒီလေကြောင်းလိုင်းအချို့ကလည်းဝန်ထမ်းတွေအလုံးမစင်းတာကြောင့်ခီးစင်တွေပြည့်ဆွဲနိုင်ခြင်းမရှိဘူးလို့ထုတ်ပြန်လာခဲ့ပါတယ်။ဒီနေ့မျှဝေမှုရဲ့နောက်ဆုံးအကြောင်းအရာဖြစ်ပါတယ်။အဲ့ဒါကတော့ရုရှားကအမေရိကန်ထံကိုအမေရိကန်သမ္မတဟောင်းဂျွန် F ကနေဒီလှုပ်ကြံတက်ပြတ်ခံရမှုနဲ့ပတ်သက်တဲ့အထောက်အထားစာရွက်စာတမ်းတွေပေးအပ်ခဲ့တယ်ဆိုတဲ့သတင်းမှာအမေရိကန်ပြည်ထောင်စုဆိုင်ရာရုရှားတမ်မတ်ကြီး Alexandra Dachief က Florida ပြည်နယ်က Republican Party ဝင်တူဖြစ်တဲ့လွှတ်တော်မတ် Anna Paulina Luna နဲ့တွေ့ဆုံပြီးတော့ American ကနာမည်ကြီးသမရဟောင်း John F Kennedy လောက်ကျန်တက်ပြတ်ခံရမှုနဲ့ပတ်သက်ပြီးတော့ Russia နိုင်ငံပိုင်မော်ဂွန်တိုက်ကပြည်စုထားတဲ့အထောက်ထားစာရွက်စာတမ်းတွေကိုပေးအပ်ခဲ့တယ်လို့ Ottawa ဆလျက်နေ့ထုတ်ပြန်တဲ့တန်ရုံးရဲ့ကြေညာချက်မှာဖော်ပြခဲ့ပါတယ်။ Russia တန်ရုံးကတော့1963ခုနှစ်တုန်းက Canadian ရဲ့ဇာပနာအခမ်းအနားအတွင်းမှာအထောက်ထားစာရွက်စာတမ်းအများအပြားကို ဆိုဗီယက်ရာရှိတွေကအမေရိကန်ထံကိုတင်ပြပြီးဖြစ်တယ်လို့ဆိုထားပါတယ်1963နိုဝင်ဘာ22ရက်နေ့မှာ35ရောက်မြောက်အမေရိကန်သမ္မတဖြစ်တဲ့ကနေဒီဟာမဲဆွဲစီးယုံနေစင်မှာအသက်ခံခဲ့ရတဲ့ဖြစ်စဉ်ရှိပါတယ်လူသက်မှုနဲ့ဆွဲချက်တင်ခံထားရတဲ့ Lee Harvey Oswald ကတကယ်တမ်းပတ်ဆိုတာနဲ့ပတ်သက်ပြီးတော့အငင်းပွားစရာအခြေအနေတွေများစွာဖော်ထုတ်ခဲ့ကြပါတယ်အနာဘိုလီနာလူနာကတော့ရုရှားတမ်ဘတ်ကြီးက ကနေဒီလောက်ကျန်တပြက်ခံရမှုဆိုင်ရာအစီရင်ခံစာရရဲ့မိတူတစောင်းကိုပြည့်ရတာကိုသူလက်ခံရရှိခဲ့တယ်။ဘာသာပြောင်းခြင်းနဲ့စာအစာတဲ့အပြည့်စုံကိုပြန်လည်သုံးသပ်ဖို့အတွက်ဒီမနေ့ပဲကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကသူ့ရုံးခန်းကိုရောက်ရှိလာတယ်လို့သူက X Media မှာရေးသားခဲ့ပါတယ်။ကျွမ်းကျင်သူတွေကတူးဖြစ်တဲ့ Journalist Jefferson Molly ကစာအစာတဲ့ဒီမှာအရေးပါတဲ့အကြောင်းအရာတွေကိုရုရှားစကားပြောကျွမ်းကျင်သူတွေပြင်ဆင်ထားတဲ့ဘာသာပြန်ဆိုချက်တွေကို သူ့ line မှာတင်ပေးမယ်အဲ့ဒီစာတန်းထဲမှာဖြစ်ပေါ်လာပုံနဲ့ JFK Jeff တွေဆို Jeff Kennedy ကိုညှို့တာပါ Jeff Kennedy လောက်ကြံခံရမှုပေါ်ရုရှားရဲ့တုံ့ပြန်ပုံနဲ့နှိုင်းရှင်သိရှိထားတာတွေကိုဖော်ပြပေးသွားမယ်ဆိုပြီးသူ့ရဲ့ X media မှာရေးသားခဲ့ပါတယ်ဒီ file ကစုစုပေါင်းစာမျက်နှာ350လောက်ပါတယ်လို့ဆိုပါတယ်ဆိုဗီယက်ကထော်လင်းအဖွဲ့ KGB ကဆိုဗီယက်ယူနီယံမှာ၃နှစ်ခန့်နေပြီးတော့ရုရှားမျိုးသမီးတူနဲ့လက်ထပ်ထားတဲ့ကွန်မြူနစ်လိုလားတဲ့အမြင်ရှိတဲ့ American Marine တပ်သားဟောင်း အော့ဝါရဲ့ဖိုင်တွေကိုစုဆောင်းခဲ့တာပါအဲ့ဒီကိစ္စကိုစိတ်ဝင်စားတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကနေဒီနဲ့ပတ်သက်တဲ့စာမျက်နှာပေါင်း8000နဲ့အထောက်အထား2500ပါတဲ့စာတမ်းတစ်ခုပြုစုခဲ့သေးတယ်လို့သိရပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့မျှဝေတဲ့အကြောင်းအရာတွေကတော့ဒီမျှပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ရဲ့မျှဝေမှုတွေကိုနားဆင်ပေးနေတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ